ဟယ်လိုမင်္ဂလာပါခင်ဗျအဲကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့အင်္ဂလိပ်စကားကိုကျွန်တော်တို့မြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူချိန်တိုအတွင်းဘယ်လိုပြောနိုင်အောင်လေ့ကျင့်ကြမလဲဆိုတာပေါ့ကျွန်တော်ကျောင်းသားတွေတော်တော်များများကကျွန်တော်တို့အင်္ဂလိပ်စကားပြောတဲ့နေရာမှာကျွန်တော်အတားအဆီးအဓိကအတားအဆီးနှစ်ခုရှိတယ်ဗျအဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့အင်္ဂလိပ်လိုပြောရမှာကြောက်တာ Good evening ladies and gentlemen My name is um I'm sorry I just need a moment ဆိုတော့အဓိကတော့ကျွန်တော်တို့ grammar mistake တွေလောက်မှကြောက်တာเนาะအမားလုံးမိမှကြောက်တာပေါ့ငါပြောလို့မှားသွားရင်ရရောက်ကများငါ့ကိုလောင်မလားပေါ့เนาะအဲ့လိုမျိုးတွေးပြီးကြောက်တာတစ်ချက်နောက်တစ်ခုကကျွန်တော်တို့အဲ့လိုပြောလိုက်ရင်အဲရှက်တယ်ပေါ့เนาะလူသားသူရတယ်မှာအင်္ဂလိပ်လိုပြောရတာရှက်တယ်အဲကျွန်တော်ဆိုလဲဒါလူသားသူရတယ်မှာအင်္ဂလိပ်လိုပြောရတာရှက်ခဲ့ဘူးတယ်ဆိုတော့အဟိုတိုင်းလည်းခံစားဘူးတယ်ပေါ့ဆိုတော့ကျွန်တော်တို့အင်္ဂလိပ်လိုပြောတဲ့နေရာမှာကျွန်တော်တို့ grammar rule ကလိုလားဆိုရင်ကျွန်တော်တို့အဲမလိုဘူးတော့မပြောဘူးဒါပေမဲ့အင်္ဂလိပ်လိုပြောဖို့ကြိုးစားနေချိန်မှာခဏမိထားလိုက်မလိုဘူးလို့ကျွန်တော်မပြောဘူးเนาะခဏမိထားမယ် grammar ကို focus လုပ်လိုက်ရင်ကျွန်တော်တို့အင်္ဂလိပ်လိုပြောတဲ့အခါဘာလို့တော့စဉ်းစားလဲဆိုရင်ငါ grammar rules မှာမှားမလားဆိုကျွန်တော်ထွက်မလာတော့ဒါကကျွန်တော်တို့ចောင်းသားတွေမှာအဖြစ်အများဆုံးပြဿနာပေါ့နော်အဲကျွန်တော်တပည့်တွေတော်များများလည်းအဲ့တိုင်းပဲကျွန်တော်တို့အင်္ဂလိပ်လိုပြောတဲ့အခါတိရောတိရထွက်မလာဘူးဆိုတာဖြစ်လာတယ်။ဘာလို့လဲဆိုရင်ကျွန်တော်တို့မပြောလို့ဗျ ဒီကြောက်စိတ်ကိုဖယ်ပြီးတော့ကျွန်တော်ပြောပါများလာရင်ပြောရဲလာမယ်ပြောရဲလာရင်ကျွန်တော်တို့ပြောထွက်လာတာပဲဗျအဲဆိုတော့အဓိကတော့ကျွန်တော်တို့ပြောရဲတဲ့တက်တီကိုမွေးရမယ်ဥပမာပေါ့ကျွန်တော်တို့ရေကူးတက်ခြင်းအနည်းဆုံးရေသေးတော့ဆင်းရမယ်အဲအဲ့လိုမှမဟုတ်ဘဲနဲ့ကုန်းပေါ်ကနေပြီးတော့ကျွန်တော်တို့ရေကူးတက်ခြင်းလို့ကျွန်တော်တို့မရဘူးနော်အဲဒါကတော့ဟိုကုန်းပေါ်ကနေပြီးရေကူးတင်ရင်တော့ကျွန်တော်တို့ဒါ theory ပဲတက်သွားမယ်တကယ်တက်မှာမဟုတ်ဒီတိုင်းပဲကျွန်တော်တို့အင်းနေစကားကိုပြောထွက်ဖို့ဆိုရင်ကျွန်တော်တို့အဲအရင်ဆုံးတော့ပြောရဲရမယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ တို့အင်္ဂလိပ်စကားကိုပြောဖို့ကြိုးစားတဲ့အချိန်မှာအဲကျွန်တော်တို့အဓိကတော့ဘာသာစကားရဲ့အစအတိနားဖြစ်တဲ့အတွက်ကျွန်တော်တို့အရင်ဆုံးနားထောင်အဲဥပမာကျွန်တော်တို့ပြန်စဉ်းစားကြည့်အောင်ကျွန်တော်တို့ငယ်တုန်းကမြန်မာဘာသာစကားကိုကျွန်တော်တို့ဘယ်လိုပြောတတ်လာကြလဲပေါ့ကျွန်တော်တို့အရင်ဆုံးလူကြီးတွေမိဘတွေပြောတာကိုနားထောင်တယ်ကိုယ်ပိုင်ဝန်ကြီးကပြောတာကိုနားထောင်တယ်ကျွန်တော်နားထောင်ပြီးတော့ပြန်ပြောတယ်နော်ကိုယ်တက်တလောက်တစ်လုံးရရင်တစ်လုံးနှလုံးရရင်နှလုံးအဖေဖေမိမိဖစသည်ဖြစ်ပေါ့နော်အဲ့လိုမျိုးတစ်လုံးရရင်တစ်လုံးနှလုံးရရင်နှလုံးတက်တလောက်မတက်တလောက်နဲ့ကျွန်တော်ပြန်ပြောတယ်ဆိုတော့ နားထောင်နဲ့ပြန်ပြောတယ်နားထောင်နဲ့ပြန်ပြောကျွန်တော်တို့မရှက်ဘူးမကြောက်ဘူးအဲဒီလိုပြောချင်းရမြင်ကျွန်တော်မြန်မာစကားကိုတိုးတက်လာတယ်မှာမြန်မာစကားပြောနိုင်လာတယ်ပေါ့ Okay now repeat after me Mingalaba Mingalaba Hmm Mingalaba Mingalaba တော့နောက်တစ်ခုကကျွန်တော်တို့နေ့တိုင်းထိတွေ့တယ်ပေါ့နော်နေ့တိုင်းမြန်မာပြည်မှာမွေးလာပြီးတော့နေ့တိုင်းမြန်မာစကားကိုမကြားခြင်းနဲ့ကြားနေရတယ်အပြောခြင်းလည်းပြောနေရတယ် ဆိုတော့အဓိကတော့ဒါပဲပေါ့ကျွန်တော်မြန်မာစကားနဲ့နေတိုင်းထိတွေ့ရပေါ့ကျွန်တော် English လို့လည်းเนาะကျွန်တော် English ဘာသာစကားကိုလည်းကျွန်တော်တို့နေတိုင်းကျွန်တော်တို့ထိတွေ့ပြင်မယ်ဆိုရင်အာကျွန်တော်တို့လည်းတိုးတက်လာမှာဖြစ်ပါတယ်ဗျဆိုတော့ဒီနားထောင်တဲ့နေရာမှာကျွန်တော်တို့အဲစီမင်းလေးရှိတယ်ပေါ့ကျွန်တော်တို့တချို့အကြောင်းသားတွေကလောဘကြီးကြတယ်เนาะအာ speaker တွေပျောက်တော့နားထောင်တယ်အဲ audio ဘုတ်နားထောင်မယ်ဆိုလည်းဟို audio ဘုတ်နားထောင်လိုက်ဒီ audio ဘုတ်နားထောင်လိုက်နောက်ကို level နဲ့ကိုင်မန်းသိမကိုင်မန်းမသိဟိုအရန်ခက်တဲ့ဟာတွေကိုတော့နားထောင်တာမျိုးတွေရှိတယ် ဆိုတော့အဲ့ဒါမျိုးတွေကကျွန်တော်မကောင်းပါဘူးကျွန်တော်တိုးတက်မှုနှောင့်နှေးစေတယ်ပေါ့အဲ့တော့အရင်ဆုံးဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ speaker ကိုရွေးရမှာပေါ့ကိုဘသူကိုကြိုက်လဲပေါ့ကျွန်တော်ကတော့ teacher AG ဟိုးကိုကြိုက်တယ်ပေါ့နော်ဆိုတော့ကိုကြိုက်တဲ့ speaker ကိုရွေးပြီးရင်သူ့ရဲ့ video တွေကိုနော်သူ့ရဲ့ audio book တွေသူ့ရဲ့အသံဖိုင်တွေစသဖြင့်နော်တီးတန်နားထောင်ပါအဲအဲ့လိုမှမဟုတ်ဆိုရင်ကိုကနောက်တစ်ခုဘာလုပ်လို့ရသေးလဲဆိုရင်ကျွန်တော်တို့ကလေးပုံမြင်လေးပေါ့နော် story လေးတွေတိုက်နားထောင်ပါဆိုတခုကိုတခုတက်တက်မတ်မတ်လုပ်ပါ နောက်ခုကကျွန်တော်ပြောချင်တာက repetition ပေါ့ဟိုဟို audiobook ကိုနားထောင်လိုက်ဒီ audiobook ကိုနားထောင်လိုက်အဲ့လိုမလုပ်ပါနဲ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲတိုးတက်မှုနှောင့်နှေးပါလိမ့်မယ်ကျွန်တော်အရင်ဆုံးမလုပ်ရမယ်ဆိုရင် audiobook တစ်ခုသတ်မှတ်လိုက်အဲ့ဒါဆိုရင်အဲ့ဒါကိုနှောနှစ်ခေါက်သုံးခေါက်လေးခေါက်ငါးခေါက်နော်စသည်ဖြင့်တော့ကိုအချိန်ပေးနိုင်တယ်လို့ရတယ်လို့နားထောင်ပါအဲ့တော့အဲ့လိုလုပ်ချင်းအပြင်ဘာဖြစ်လဲဆိုရင်ကျွန်တော် listening ကိုတိတိတသာတိုးတက်စေမှာဖြစ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့ပြန်ပြောတယ်ပြန်ပြောတဲ့နေရာမှာကျို့သင်တန်းတက်တဲ့လူတွေ speaking partner ရှိတဲ့လူတွေကတော့ဟာကို partner နဲ့ပြောပါနော် အဲနောက်တစ်ခုကိုယ့်ကိုနော်ကိုယ့်ဘာ speaking partner မရှိဘူးကိုယ့်ဘာသာကိုလေ့လာနေတဲ့လူတွေဆိုရင်တော့ကျွန်တော်တို့အဲဒီနည်းလမ်းလေးကိုစမ်းကြည့်ကျွန်တော်တို့အရင်ဆုံးကိုယ့်ရှိမှမြင်တဲ့ဟာလေးတွေကိုယ်လုတ်ချင်တဲ့ဟာလေးတွေအဲ့ဒါလေးကိုပြောကြည့်ဥပမာကိုယ့်ရှိရဘာမြင်လဲဥပမာကိုယ့်ရှိမှကျွန်တော်စာအုပ်တုပ်တွေ It is a book လွယ်လွယ်လေးပဲ very easy เนาะအရင်ကိုလွယ်ပါတယ်အဲ့ဒါလေးကိုပြောကြည့်နောက်တစ်ခုကကိုယ်လုတ်ချင်တဲ့ဟာလေးတွေဥပမာပေါ့ကျွန်တော်ကရေချိုးခြင်းတယ်เนาะ I want to take a shower စသဖြင့်ပေါ့ အဲကျွန်တော်တို့ဆက်တဲ့တော်တော်လေးတွေလွယ်လွယ်လေးတွေနေစပြီးတော့လေ့ကျင့်ကြည့်မယ်အဲအချို့လူတွေကြတော့ကျွန်တော်တို့ငါတော့နော်အာပီရာမစ် level ရောက်နေပြီကုတိမထွက်သေးလို့ကျွန်တော်တို့အရင်ဆုံးဆက်တဲ့လွယ်လွယ်လေးတွေနေစစမ်းကြည့်ပါနော်ဆက်တဲ့တော်တော်လေးတွေသုံးပြီးတော့စပြောကြည့်မြန်မြန်မလုပ်နဲ့တလောလောက်လုပ်ကြည့်ရင်ကျွန်တော်တို့အရန်တိတာပါလိမ့်မယ်တလောလောက်တော့လုပ်ကြည့်နောက်တစ်ခုကကျွန်တော်တို့အင်္ဂလိပ်စကားပြောနိုင်ဖို့အတွက်ကျွန်တော်တို့နောက်တစ်ခုအရေးကြီးတာကကျွန်တော်တို့ reading ပါကျွန်တော်တို့စာအင်္ဂလိပ်စကားပြောတတ်ခြင်းသူတိုင်းမဖြစ်မနေလုပ်ရမယ့်အရာသည် reading ပါ ဆိုတော့ကျွန်တော်ဆာရဘိုက်ကိုနှိမ့်စင်ဖတ်ဖို့လိုပါမယ်အဲ့တော့ဆာဖတ်တဲ့နေရာမှာလည်းကျွန်တော်တို့ဒီနော်ဒီဆာဘိုက်တွေကိုအများကြီးရှောက်မှဖတ်နေတခုတူတခုကိုဒီဇိုင်းမတ်မတ်ဖတ်သွားဥပမာပေါ့ကျွန်တော်ဒီမှာကျွန်တော်ညွှန်းညင်တာတော့ TJAG4 ရဲ့ cost တွေပေါ့နော်အရာအရန်ကောင်းတယ်အဲသူ့ရဲ့ cost တခုထဲမှာဆိုရင်ကျွန်တော်စကလုံးအစ်30 30လောက်ပါမယ်ပေါ့နော်ကျွန်တော် TJAG4 ဆိုတော့နော်ဗီဒီယိုတွေနားထောင်ခြင်းနေဆိုရင်ကျွန်တော်တို့ YouTube မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီ search bar မှာကျွန်တော်တို့ A တော့ဂျီချိုဂျီဟို့ရှ်เนาะအဲ့လိုနားထောင်ကြည့်အဲ့လိုရိုက်စားကြည့်ရင်သူ့ရဲ့ဗီဒီယိုတွေတက်လာပါလိမ့်မယ်เนาะဆိုတော့ Google မှာဖြစ်ဖြစ်ကျွန်တော်ခောက်ကြည့်เนาะသူ့ရဲ့ဟို audio file နေရရပါလိမ့်မယ်เนาะ host တွေကို server device ကိုနေ့စဉ်ဖန်ကြည့်ရမယ်ကျွန်တော်ဘာရအောင်လဲဆိုရင်ဒီ server တဲမှာပါတယ်ကျွန်တော် vocabulary ကိုကျွန်တော်လေ့လာပြီးသားဖြစ်သွားမယ်ကျွန်တော် vocabulary အလုံး20 30ကျွန်တော်တို့ကြည့်ရင်ကျွန်တော်ပြင်းပါတယ်ဗျအဲ server တဲမှာထည့်ဖတ်တဲ့အခါကျဘာဖြစ်သွားလဲဆိုရင် နေ့တိုင်း60တဲ့ရဒီ vocabulary ကိုအသုံးပြုဖြစ်နေတယ် ောက်ခုကဒီ vocabulary ကိုဘယ်လိုသုံးမလဲပေါ့နော် usage ကျွန်တော် usage တွေရလာမယ် usage အမှန်လေးပေါ့နော် usage တွေမှန်လာမယ်နောက်တစ်ခုကကျွန်တော်တို့ grammar rules ပေါ့နော်ဒီ vocabulary ဒီ survey ကိုဖတ်နေရဖြစ်တဲ့အတွက်နော်ဒီ survey ထဲမှာပါတဲ့ grammar rules တွေ auto မှန်လာမယ်ကိုယ်စကားပြောရင်လည်းဒီအတိုင်းဖြစ်လာလိမ့်မယ်နော်နောက်တစ်ခုကကျွန်တော်တို့ intonation ပေါ့ကျွန်တော်တို့အတန်အဖြတ်တောက်တွေမှန်လာမယ်နောက်အတန်နှိပ်မြင့်တက်ကြလိမ့်နော်နောက်တစ်ခုကကျွန်တော် pronunciation တွေအကောင်လာမယ်အကောင်းဆုံးချက်ကတော့ကျွန်တော်တို့ အဲနေ့တိုင်းစာတပိုက်ကိုနော်နေ့တိုင်းဖတ်ကြည့်ဥမာပေါ့နော်ဟိုစာတပိုက်ကိုအနည်းဆုံး၄ရက်၅ရက်လောက်နော်ဆွဲပြီးတော့ဖတ်ကြည့်တနေ့ကို၂ခေါက်၃ခေါက်လောက်ဖတ်ကြည့်နော်အဲ့လိုဖတ်ခြင်းအားဖြင့်ကျွန်တော်ဘာတွေကောင်းလာမလဲဆိုရင်တလားလောက်နေတိတိတသာ speaking တိုးတက်လာပါလိမ့်မယ်ဒါကျွန်တော်ကိုယ်တိုင်း sample ရဲ့နေ့ကျွန်တော်ကိုယ်တိုင်းကြော်ဖြတ်ခဲ့တဲ့နေ့ပေါ့နော်အင်္ဂလိပ်လိုပြောမှမကြောက်တော့ဘူးကိုယ်စားတရားနေအင်္ဂလိပ်လိုနေ့တိုင်းထွက်နေတာဟုတ်နော်ဆိုတော့အဲ reading ဖတ်ခြင်းအားဖြင့်ကျွန်တော်တို့ကောင်းကျိုးတွေအများကြီးရှိပါတယ်အဲဒါကဒုတိယချက်ပေါ့နောက်တစ်ခုကကျွန်တော်တို့ ခိုင်ဆန်ဝေးပေါ့ဒီမှာကျွန်တော်ပြောချင်တဲ့နေရာခိုင်ဆန်ဝေးဂျပန်နီလန်တခုပါကဘာကျော်နီလန်တခုဆိုတော့ခိုင်ဆန်ဝေးဆိုတာဘာလဲကျွန်တော်တို့အင်္ဂလိပ်စာမှတ်နေမဟုတ်ဘူးကျွန်တော်ဘာပဲလေ့လာတာကျွန်တော်ကွန်ပျူတာပဲလေ့လာတာအင်္ဂလိပ်စာပဲလေ့လာတာဂျပနီစ်ပဲလေ့လာတာ Chinese ပဲလေ့လာတာဘာပဲလေ့လာလေ့လာကျွန်တော်တို့ဒီနီလန်ဒီအရန်ကိုသုံးဝင်ပါတယ်အဲ့တော့ဘယ်လိုနီလန်လဲဆိုရင်ကျွန်တော်တို့ဥပမာအင်္ဂလိပ်စာကိုကျွန်တော်တို့ဘာတနေ့ကိုဘယ်လောက်လုံးနိုင်လဲပေါ့ ကျွန်တော်ဆိုရင်တနေ့ကိုကျွန်တော်တနာရီလောက်အနည်းဆုံးထားပြီးတော့လုပ်တယ်ပေါ့နော်ကျွန်တော်ចောင်းသားဘဝတော့တနေ့တနာရီပေါ့ကိုကတနာရီမနိုင်ဘူးတနေ့ကိုကျွန်တော်အလုပ်တစ်ဖက်နဲ့ဆိုရင်ကျွန်တော်နိုင်ဝက်ပဲနိုင်နေဆိုရင်ကျွန်တော်တို့အဲနိုင်ဝက်တနေ့ကိုနိုင်ဝက်ပုံမှန်လုပ်သွားလိုက်နော်သူ့အခြေအနေတစ်ခုရောက်လာရင်အဆင့်တစ်ခုရောက်လာလိမ့်မယ်အဲဒါကခိုင်ဆန်ဝေးပေါ့အဲ့လိုတော့မရဘူးကိုကနော်တနေ့ကို15မိနစ်ပဲနိုင်နေဆို15မိနစ်လုပ်သွားအဲတချို့ចောင်းသားတော်တော်များကကျွန်တော်တို့ဘယ်လိုခေါ်မလဲកောက်យោမီးပေါ့เนาะកောက်យោမီးဆိုတော့ဒီနေ့ငါစိတ်ပါတယ်စိတ်ပါပြီးတော့ကျွန်တော်တို့ 2ရက်3ရက်လောက်လုတ်လိုက်တဲ့စက်တက်နော်အနောက်နေ့ကျရင်ပျောက်သွားတပတ်လောက်အဲ့အဲ့တော့မြူကကျွန်တော်တိုးတက်ဖို့ကအရန်ခက်ပါတယ်ဆိုတော့အင်းလေးစာဒီကိုတည်းအရေးကြီးရလို့ထင်ရင်ကျွန်တော်အနည်းဆုံးတော့တနေ့ကိုကို့ဘဝတည်းအရေးပါတဲ့အရာတစ်ခုကိုတနေ့ကိုအနည်းဆုံး나이ဝက်လောက်တော့အချိန်ပေးတင်နေပေါ့나이ဝက်လောက်မနိုင်ဆိုလည်းမိနစ်20ပေါ့နော်ကျွန်တော်ကတော့တနေ့ကိုတနာရီလုတ်ခဲ့တယ်အဲ့တော့ဘာလုပ်ရမလဲကျွန်တော်ခုနပြောလို့ပဲနေ့တိုင်းနားထောင်မယ်အဲတခုနားထောင်ပေါ့ story လေးနားထောင်ရင်တော့အဲတော့ talk show တွေကတော့ကျွန်တော်ဆက်စားဝင်ရင် beginner level အဆင့်မှာနားမထောင်သင့်ဘူး ်ချက်ထော့လို့ဟာလို့မျိုးเนาะအဲ့ဒါကြီးနားမထောင်သိဘူးအဲเนาะဒီ audio file လေးတွေပေါ့เนาะသင်တန်းကိုသင်တန်းရှိရင်လည်းသင်တန်းကပြီးတဲ့ audio file လေးတွေနားထောင်ပါအဲနောက်တစ်ခုကဟိုတီဂျာ AJ ဟုတ်เนาะအဲ video file နေ audio file နေလည်းကောင်းပါတယ်เนาะဒါကတော့ကျွန်တော် recommend ပေးတာပါကျွန်တော်လည်းဒီတီဂျာ AJ ဟုတ်ရဲ့ဒီ audio file နေကိုကျွန်တော်လေ့ကျင့်ပြီးတော့ကျွန်တော်ဒီအဆင့်ဒီရောက်လာခဲ့တာပေါ့နော်ဆရာတယောက်ဖြစ်လာတဲ့အထိကျွန်တော်ဒီအကြအကျိုးရဲ့ file နေနဲ့ကျွန်တော်လေ့ကျင့်ခဲ့ရတယ် ဆိုတော့အရန်ကောင်းပါနေဗျခေါရုပ်ပြီးမဖြစ်ဖို့လိုပါတယ်တရက်လောက်ပြီးတော့နောက်နှစ်ရက်သုံးရက်တော့ပြတ်သွားတာမျိုးကအဆင်မပြေပါဘူးကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့ဘူးလေဗျနော်ကျွန်တော်အင်္ဂလိပ်စာလုပ်မယ်ဆိုတော့နော်ပြင်းတယ်ပြင်းတော့ကျွန်တော်မလုပ်လဲဆိုရင်တရက်နဲ့လောက်လေးလာတယ်နော်အဲပြီးရင်ကျွန်တော်ပြတ်သွားတယ်တပတ်လောက်ပြီးရင်စိတ်ပြန်ပါလာပြီသူများတွေပြောနောက်ကြည့်ပဲကျွန်တော်အားကြတယ်အဲ့တော့စိတ်ပြန်ပါလာပြီဆိုရင်ကျွန်တော်အဲနေ့တော့တော့ပြန်လုပ်ပြန်တယ်အဲကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်အကြာကြီးပေါ့နော်နေ့စာလေးတာနေရာမှာကျွန်တော်တော်တော်ကြာခဲ့တယ်ပေါ့အဲ့ဒါမျိုးကမကောင်းပါဘူး နော်ဟိုဒီဇိုင်းမတ်မတ်လုပ်မှာဒါခိုင်စံဝေးပါတနေ့ကိုကျွန်တော်တို့အနည်းဆုံး15မိနစ်ရရင်15မိနစ်ဒီဇိုင်းမတ်မတ်လုပ်သွားရင်အဲအချိန်တစ်ခုရောက်တဲ့အခါကျွန်တော်တို့နော်ဟိုအဆင့်တစ်ခုရောက်လာပါလိမ့်မယ်ကျွန်တော်ပြောတဲ့နီလန်းတွေကိုကျွန်တော်တို့အများကြီးမဆန့်ကျင်ရင်တစ်လလောက်ပဲဆန့်ကျင်ကိလေလို့တည်တည်သာပြောထွက်လာပါလိမ့်မယ်အာနောက်တစ်ခုကကျွန်တော်တို့အင်္ဂလိပ်စာလေ့လာဖို့ဘယ်လောက်ကြာမလဲပေါ့နော်ဟို တလားနှစ်လနဲ့တော့တိတာတော့မှန်တယ်ဒါပေမဲ့ကို့တည်းအရေးကြီးတယ်လို့နော်ကို့ခန်းစားရင်အင်္ဂလိပ်စာကို့ဘွားတည်းအရေးပါတယ်လို့ကို့ခန်းစားရင်အနည်းဆုံးတော့6လလောက်အချိန်ပြီးပြီးတော့ English ကိုတရားလေးလုပ်စေချင်တယ်ဗျအခုကတော့ကျွန်တော်အစီအမံလာတဲ့ဆိုရင်နိုင်ငံခြားသွားမလို့လက်ပြန်တစ်ဖက်နိုင်ငံခြားထွက်တော့မယ်ဒီနေ့မှနော်ဟိုတလားလောက်လို့မှနှစ်လောက်လို့မှကျွန်တော်အစီအမံလာတင်တာလူရှိတယ်အဲအတင်းမောင်းရတာပေါ့နော်တော့ငကူကအခြေခံကောင်းရင်တော့တမျိုးအခြေခံမကောင်းဘဲနဲ့နော်အဲ့လိုတလားနှစ်လောက်လို့မှမောင်းရင်ဆိုရင်တော့အဆင်မပြေဘူးပေါ့ဆိုတော့ အာချို့လူတွေမှာချို့ကျောင်းသားတွေဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ vocabulary သိတယ်เนาะ English ဒါ level 7တော့လဲ level 10တော့လဲကျွန်တော်တို့အမ် pyramid level လောက် intermediate level လောက်ရောက်တယ်ဒါပေမဲ့ပြောမထွက်ဘူးဆိုတာဖြစ်လာတယ်။ဘာလဲဆိုရင်အဓိကတော့ကျွန်တော်မပြောရတာပေါ့အင်္ဂလိပ်လိုပြောတဲ့ဘာဝင်ခြင်းမရှိဘူးအဲ့တော့အင်္ဂလိပ်လိုပြောတဲ့ဘာဝင်ခြင်းမရှိရင်ကျွန်တော်တို့ကိုယ့်ဟာသာကိုတိဆောက်ဘယ်လိုတိဆောက်မလဲဆိုရင်ခုနကကျွန်တော်ပြောသလိုပဲအဲเนาะကိုရှိမှာမြန်မာလေးပြောကြည့်မယ်အဲကိုကနည်းနည်းဒီရမြင်လာပြီဆိုရင်ရှိရှိဆန်းဆန်းရှိရှိတွေသုံးမယ် vocabulary မြင့်မြင့်တွေသုံးမယ်ပေါ့နော် ိုယ် level နဲ့ကိုင်ကျင်တဲ့ vocabulary တွေသုံးမယ်။နောက် listening ဒါမှမဟုတ်ရင်ကျွန်တော်တို့ reading တခုခုကတော့မပြရလုံနေ။တနေ့ကိုကျွန်တော်တို့အနည်းဆုံးနိုင်ခွဲလောက်လောက်လုံးတင်တယ်ဗျာအင်္ဂလိပ်စာကိုဒါအကြံပေးတာပါ။အဲ့တော့ကျွန်တော်တို့ကိုယ်ကနည်းနည်း level မြင့်လာပြီဆိုမှနော်ကျွန်တော်တို့ grammar rules ပဲကိုအာရုံစိုက်ပါအဲဆက်စားဦးချင်းပြောဖို့ကြိုးစားနေချိန်မှာ grammar rules ကိုတိတ်အာရုံမစိုက်နဲ့ပေါ့အလိုလိုကျွန်တော်မပြောဘူးနော်အဲ grammar rules ကလိုတယ်သူ့နေရာနဲ့သူလိုတယ်ဒါပေမဲ့အဲချိန်တိုင်းတာတစ်ခုရောက်မှာပဲ grammar rules ကိုပြန်အာရုံစိုက်ကိုကပြောထွက်လာပြီဆိုရင်ပေါ့နော် ရာကုန်မှာရှိတဲ့လူဆိုရင်เนาะကျွန်တော်တို့ AC ရို့เนาะ AC မှာကျွန်တော်တို့ main gas center မှာကျွန်တော်တို့ free card တွေရှိတယ်အဲ့ဒါလေး join ကြည့်ပေါ့เนาะအဲကိုကလည်းနေပြောရလာပြီဆိုရင်ပေါ့တော့ကျွန်တော်ဒီဝေမျှသွားတဲ့အကြောင်းလေးကိုကြိုက်တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ထားပါဦးပေါ့เนาะဟိုနောက်နောက်နေ့ဒီမှာねကျွန်တော်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဟာတွေဘူးတူတာတွေကိုထပ်တင်ပေးသွားပါအောင်မယ်ကျေးဇူးပါ